မင်္ဂလာပါကျွန်မနာမည်သိက္ခီပါအာကျွန်မရဲ့ channel မှာ study abroad နဲ့ scholarship ဒီ knowledge နဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးနေပါတယ် scholarship အစီအရေးဖို့ဆိုတာမင်းရဲ့ပညာရေးစွန့်ရေးဇယိုက်လက္ခဏာနဲ့ရင်မှန်းချက်တွေကိုစာစီစာကုန်းတစ်စောင်အနေနဲ့ထင်ဟပ်ပြသနိုင်ဖို့လိုအပ်ပါတယ်အဲ့ဒီမှာအောင်မြင်တဲ့ scholarship အစီရေးသားနည်း view ဟာတွေကို undergraduate ဘွဲ့ကျွနဲ့ postgraduate ဘွဲ့လွန်အတွက်ခွဲခြားပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ် ဘွဲလော်ရောဘွဲချွရောနှစ်ခုစလုံးအတွက် ပုံနည်းဖြူဟာကိုအခုပြောပြပေးပါမယ်။နံပါတ်1မေးခွန်းကိုတေးသေးချာချာနားလည်အောင်ဖတ်ပါ။ဘာလို့မေးတာလဲဆိုတာကိုသိအောင်လုပ်ပါ။ဘာလို့မျော်လင့်နေတာလဲဆိုတာကိုသေချာဆုံးဖြတ်ပါ။နံပါတ်2ကိုတိုင်းကိုကြရေးသားပါ။မင်းရဲ့ကိုပိုင်တွေ့ကြုံစိတ်ကူးနဲ့အတန်တွေကိုအသုံးချပြီးတော့သုံးပါ။ပုံတူကူးယူတာမျိုးကိုရှောင်ပါ။ ကိုက AI app တစ်ခုကို သုံးရင်လေဒီ AI ကနေမှ ရေးပေးတဲ့အဆေးကိုတိုက်ရိုက်မသုံးမနဲ့ကိုရဲ့ own words ပါအောင်လို့ပြန်ပြင်ပြီးတော့ရေးပါ